လဝေးပညာဆိုမဲ့ကိုကဟိုပွဲထိုးမှာမဟုတ်တာဗောနော်ကိုရဲ့ဟိုမိန်းကလေးတယောက်အနေနဲ့ကိုခုခံဖို့လဲတတ်ထားတဲ့ပညာလဲဖြစ်တဲ့အခါကျတော့အခြေခံဗောနော်အဲ့လိုပညာတစ်ခုချင်းစီကိုအခြေခံလေးတွေသိသိထားတော့စိတ်ဝင်စားဖို့လဲကောင်းတယ်ဟိုကငငယ်တော့ကတော့အားကစားအရာဝသနာမပါဘူးကြီးလာတော့အားကစားလေးတွေပို့ပြီးစိတ်ဝင်စားလာတာဆိုတော့အခုလဝေးထိုးရတာလဲကြိုက်တယ်လဝေးထိုးတော့ဝေးကြတာတော့မြန်တယ်ဒါပေမဲ့ဟို လဝိထိုးရရလဲအာအာရရယ်နော် stress များရယ်ပို့ပြီးတော့ဟိုစိတ်ပင်ပန်းပြေတာပေါ့ဒီစကားကလည်းပိုးအတွက်နောက်ထပ်ထူးခြားတဲ့ character လေးတစ်ခုဖြစ်မှာပါဒီကားရဲ့မှာပိုးက bodyguard မလေးပေါ့နော်အဲဟို fighting ကျန်းတဲ့ကောင်မလေးတယောက်အဖြစ်သရုပ်ဆောင်ပေးသွားမှာပါဘယ်လို bodyguard ဖြစ်မှာလဲအကိုနေဝင်းရဲ့ bodyguard ဖြစ်မှာပါဟုတ် ကောတာဖိုက်တင်ပလေးရမယ်ခံပြောပါလားဖိုက်တင်ပလေးရမယ်အခန်းကြီးတော်တော်များများပါပါတယ်ဆိုတော့ပိုးအဲ့ဒီအတွက်လည်းအဲလက်ဝေးချိုးရဲအဲ့ဒါကိုသွားပြီးတော့လေ့ကျင့်နေရပြင်ဆင်နေပါတယ်ဟုတ်အဲပိုးကအရင်ကတည်းကဟိုနားတဲ့အချိန်မှာတော့ပိုးကအလေးမှအဲကစားပူးတဲ့ဟာရှိတော့ပိုးကနည်းနည်းလေးဟို muscle ထွားတဲ့ထဲမှာပါတယ် body ပုံစံတက် ိုအရင်မိမမဆန်ဘူးပေါ့နော်ပခုံးကြစ်ကြိနေဆိုတော့ဟိုတကယ်တမ်းလက်ဝတ်သွားထူတဲ့ခါမှာလည်းဟိုအရင်ပင်မန်းနေပိုကအဲ့ကာဒီယိုတိတ်မလုံးနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာကိုတော့စ조사ရရဲအဲဒါပေမဲ့လည်းဟိုကိုယ့်ရဲ့ character အတွက်ကိုကပြ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 လေးဖြစ်စင်တာကြောင့် training သွားပြီးတော့ဟိုလေ့လာပြီးတော့조사နေပါတယ်ဟုတ်ပါဘူးလောကီလိုတွေကဘယ်လိုကြာနေ လဝိထိုးတာကလွန်ခဲ့တဲ့တလားလောက်ကစရယ်ပေါ့နော်လွန်ခဲ့တဲ့တလားလောက်ကပိုးရှူတင်နားရရအားရရဒီမှာအချိန်ရရင်ရသလိုဟိုနှစ်နာရီပေါ့နော်နှစ်နာရီဆိုတော့တော်တော်ပြိုင်းနေပါဘူးဆိုတော့ဟိုနေတိုင်းမသွားနိုင်တော့လေသွားနိုင်တဲ့ရက်ကိုနှစ်နာရီလောက်သွားသွားပြီးတော့ဟိုလေ့ကျင့်ဖြစ်တာပေါ့ဒါပေမဲ့အဲတကယ်တမ်းထိုးနိုင်ပို့ကြတော့အများကြီးလေးကျင့်ရအောင်ပါ။ကိုကအခုကအခြေခံလေးကိုပဲလက်ကွက်လေးမှန်အောင် ပေါ့ကျင့်နေရတော့မယ်ပေါ့နော်ဒါပေမဲ့လည်းရိုက်နေရင်လည်းပိုးဆက်ပြီးတော့လေ့ကျင့်ရင်လည်းဟိုအပြီးပြင်းပြုံးဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်ဟုတ်အဲပိုးကတော့ကြိုက်တယ်ကြိုက်တယ်ဆိုတာလဝေးပညာဆိုမဲ့ကိုကဟိုပွဲထိုးမှာမှမဟုတ်တာပေါ့နော်ကိုရဲ့ဟိုမိန်းကလေးတယောက်အနေနဲ့ကိုခုခံဖို့လည်းတတ်ထားတဲ့ပညာလည်းဖြစ်တဲ့အခါကျတော့အခြေခံပေါ့နော်အဲ့လိုပညာတစ်ခုချင်းစီကိုအခြေခံလေးတွေ သိသိထားတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်။ဟိုကငငယ်တော့ကတော့အားကစားအရာဝသနာမပါဘူး။ကြီးလာတော့အားကစားလေးတွေပိုပြီးစိတ်ဝင်စားလာတာဆိုတော့အခုလဝိထိုးရတာလည်းကြိုက်တယ်။လဝိထိုးတော့ဝိတ်ကြတာတော့မြန်တယ်။ဒါပေမဲ့ဟိုလဝိထိုးရတာလည်းအားအားရတယ်နော်။ stress များရပိုပြီးတော့ဟိုစိတ်ပင်ပန်းပြေတာပေါ့။ငယ်တော့ကတော့ပိုကဟိုစာပဲလုပ်ခဲ့ဖြစ်တဲ့ပုံစံလေးဆိုတော့အားကစားရည်နဲ့အလံဝေးခဲ့တယ်။ကြီးလာတော့တစ်ခုပြီးတစ်ခုပို့ပြီးတော့လေးလာရည် တာကိုကြိုက်လာတယ်ကိုလက်လှူရှာမှုရှိရာကိုကြိုက်လာတယ်ဆိုတော့ဒီခုလဝေးဆိုလို့ရှိရင်လည်းဒါပညာတစ်ခုအနေနဲ့ကိုစိတ်ဝင်စားတယ်ပြီးတော့ဟိုငငယ်တည်းကဟို action ကားတွေကြည့်ရင်သဘောကျတယ်ဆိုတော့ကိုကိုတိုင်းတရုပ်ဆောင်ခွင့်ရတဲ့အခါမှာလည်း action ကားတွေကိုအရင်တရုပ်ဆောင်ခြင်းတယ်ဆိုတော့အခုလိုမျိုးအခွင့်အရေးရတဲ့အခါမှာလည်းအကောင်းဆုံးကြိုးစားသွားပါမယ်။ဖေကနည်း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 အချိန်ကားတွေရိုက်ခြင်းနဲ့ action ကရိုက်ချင်တယ်အဲ့လိုမျိုးမိမ action တွေလုပ်ရင်သဘောကျတယ်ကြိုက်တယ်အားကျတယ်ဆိုတော့ဒါအခုကတော့ပိုစူးစမ်းကြည့်ရမှာပေါ့